အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live season ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်ကောင်းမွန်တော့နေလေးတနေ့ဖြစ်ပါစို့ဒီနေရာကနေပြီးတော့စုံမောင်းတောင်းပြီးတောင်းပြီးလာရပါတယ်အဲ့တော့ဒါကျွန်တော်တို့ဒီ video ကတော့ကျွန်တော်တို့ဒါပုံမှန်လင်းလင်းပြောရမယ်ဆိုတော့ suicide awareness video လို့ပဲပြောရမှာပေါ့နော်ဘာကြောင့်ဒီလိုပြောရလဲဆိုတော့လက်ရှိမှာဒါကျွန်တော်တို့နံပါတ်တွေထွာလာခဲ့တယ်နံပါတ်ကတော့အတိအကျမဟုတ်ပါဘူးဒါကျွန်တော်ဒါတော့မှသူတို့နေရတဲ့နံပါတ်လေးကိုယူထားတာပဲရှိပါတယ် လက်ရှိမှာအပြည့်မှာဖြစ်ပြနေတာဒီထက်အများကြီးပိုဆိုးနေတယ်ပေါ့နော်အဲ့တော့ဒီကောင်းစဉ်လေးကိုတော့ကျွန်တော်တို့ဒါကျွန်တော်နေတက်ထားခဲ့တာကတည်ရတာကနေရတာထက်ပိုလွင်နေပိုလွယ်နေတဲ့ခေတ်တစ်ခုလို့ကျွန်တော်နေပို့ပြီးတော့တတ်ချင်တယ်ပေါ့နော်အဲ့တော့ဒါကကိုယ့်အကူအဆုံးစီရင်သွားတဲ့လူတွေရဲ့ခေါင်းထဲကတရားရဲ့တရားမှာ69ရောက်ရဲ့အတွေ့လို့ပြောလိုက်ရအခုလက်ရှိမှာဒါကျွန်တော်တို့အချက်လက်တွေကဒါကျွန်တော်တို့ဒါသူတို့တော်မှာသူတို့ data ရအတိအကျမဟုတ်ဘူးလို့သူတို့ရေးထားခဲ့တယ် 2025ခုနှစ်မှာမိမိကိုယ်ကိုအဆုံးစီရင်သွားတဲ့လူက86ဦးရှိသွားပြီလို့ပြောလို့ရတယ်။ဒီလာကြီးကကျွန်တော်ခုလက်စုမှာဆယ်ခုဆယ်လာပိုင်းဆိုရင်တလကိုလူကျွန်တော်တို့ရှေ့အောင်နှုံနေတယ်ကျွန်တော်တို့ကိုယ့်အကိုအဆုံးစီရင်နေတယ်လို့ပြောလို့ရတယ်မှာပါတယ်။အဲ့တော့ကျွန်တော်ပြန်တွက်ကြည့်မယ်ဆိုရင်တပတ်ကို2ရက်ဆိုတဲ့နံပါတ်ကြီးနဲ့သွားနေတယ်။အဲ့တော့ခုနကကျွန်တော်ပြောခဲ့တဲ့လိုပဲခုလက်ရှိမှာတေးရတာကနေရတာထပ်ပို့ပြီးတော့ အရန်အရန်လွယ်ကူနေတဲ့အနေအထားမှာရှိနေတယ်။ဘာကြောင့်လဲ။ကျွန်တော်တို့အခုချိန်မှာအလောင်းကစားနဲ့ပတ်သက်ပြီးအကျွေးတင်တဲ့လူတွေဘဝနဲ့ပတ်သက်ပြီးတိုင်ပတ်နေတဲ့လူတွေအများကြီးအများကြီးရှိတယ်ပေါ့နော်။အဲ့တော့ကျွန်တော်အမြင်နဲ့ကျွန်တော်တို့ပြောတယ်ပေါ့နော်။ celebrity တယောက် suicide ဖြစ်သွားမှဒါခုနဘာလို့ပဲတခုခုနာမည်ကြီးတယောက်ကိုကဒီလိုမျိုးဖြစ်သွားမှ awareness လုပ်တာလဲဆိုတော့ကျွန်တော်ကဒီ mental health နဲ့ပတ်သက်ပြီးကျွန်တော်ကတစ်လတစ်ခေါက်ဖြစ်နိုင်မယ်ဆိုရင်ကျွန်တော်ဒါနှစ်ပတ်တစ်ခေါက်ကျွန်တော်သတိရရင်သတိရလို့အမြဲတမ်း remind လုပ်ပါမယ် အလောင်းစားနဲ့ပတ်သက်ပြီးဆိုရင်လည်းဒါကျွန်တော်တို့လက်ရှိမှာဒီကိစ္စနဲ့ပတ်သက်ပြီးအကျူးမပေးနိုင်လို့ကိုယ့်အကို suicide လုပ်တဲ့လူတွေတဖြည်းဖြည်းများလာတယ်။အဓိကလက်ရှိကျွန်တော်ဒါတနည်းအားမှာကျွန်တော်အသိနဲ့ပြောဖြစ်ခဲ့တဲ့ငါးပစ်ကင်းဆလော့တွေရဲ့ဒါဒဏ်တွေကပူပူဆိုးလာခဲ့တယ်။အဲ့တော့လက်ရှိမှာတခြားဖြန့်နေပူများလာချိန်မှာဒါကျွန်တော်တို့လက်ရှိအခုဒီအလောင်းစားနဲ့ပတ်သက်ပြီး control လုပ်နိုင်မဲ့ဒါ system မရှိတဲ့အချိန်မှာအလောင်းစားဆိုတဲ့ပတ်သက်တဲ့ဥစ္စာနဲ့ဒါကျွန်တော် control လုပ်နိုင်တဲ့ system ကအများကြီးလိုအပ်တယ်။ဒါလူများတကယ်မှာအလောင်းစား systems လုပ်တယ်ဆိုရင် အော်ဒီဝင်ရတယ်ဒါဘဏ္ဍပတ်ဆက်ကိုဒါကျွန်တော်တို့အစိုးရကပါလေကျွန်တော်ဆော့တဲ့လူကိုနိုင်စေရပြီးတော့ဒါကျွန်တော်တို့ထိုးတဲ့ဟိုပေါ့ကျွန်တော်တို့ဒိုင်းနဲ့ဟိုထိုးသားနဲ့ကိုဒါ percentage ပုံစံမျိုးခွဲလိုက်တဲ့အချိန်မှာထိုးသားကပို့ပြီးတော့ဒိုင်းကိုနိုင်ရမယ်ဆိုတဲ့ percentage ကိုအစိုးရဝင်ဝင်ပြီး audit ဆက်ပြီးတယ်အခုလို့ကျွန်တော်မြန်မာနိုင်ငံမှာဒီလိုမျိုး system မျိုးရှိဘူးကျွန်တော်နောက်ဆုံးသိရတဲ့ကျွန်တော် develop ဘိုင်းစကားပြောကြည့်ရအချိန်မှာတစ်ခါကြာ cancel ရင် tend to 90%တောင်ရှိတယ်ဒါကျွန်တော်ဒိုင်းက90%ဖြစ်ပြီးထိုးသားက10%ဖြစ်တယ် ဲ့လိုအချိန်တွေမှာဒါကျွန်တော်တို့ပြဿနာကဘာဖြစ်လဲဆိုတော့အခုလိုဒီလိုခက်ကြီးမှာငွေရှားတာခတ်တယ်အင်မတန်မှခတ်တယ်ငွေရှားအင်မတန်မှခတ်တဲ့ခက်ကြီးမှာဒါကျွန်တော်တို့အလောင်းစား slot ငါးပြည့် gain နေတယ်သူဒါကျွန်တော်တို့ဒါအလွယ်လန်းကိုလိုက်တယ်လို့ရှိတယ်ဒီညမှာဒါကျွန်တော်အလွယ်လန်းကိုလိုက်တယ်လို့ကျွန်တော်အနေနဲ့အပြစ်ကြီးအရင်မပြောချင်ဘာလို့ဆိုအခုချိန်မှာအလုတ်ကန်ခွေရှားပါလာတယ်ဟုတ်တယ်ဟုတ်အလုတ်ကန်ခွေရှားပါလာတယ်အခုချိန်မှာဒါကျွန်တော်ရှိရဲ့အလုတ်လေးတွေတော့မပြုတ်ဖို့ကြိုးစားနေတယ်ရှိတဲ့ကုမ္ပဏီတွေမထွက်ဖို့အတွက်ကြိုးစားနေတယ်တော်တော်လေးကိုတိုင်ပတ်နေတာကိုတွေ့ရမယ်အဲ့ဒီချိန်မှာဒါကျွန်တော်တို့ ဒီအလွယ်နီးလိုက်တယ်လက်ထက်မှာ100ရှိရင်900ဖြစ်အောင်ပွားနေ900ရှိရင်1000ဖြစ်အောင်ပွားနေအဲ့တော့ကျွန်တော်ခုနကကျွန်တော်ကိုယ်လည်းဒီညမှာကိုယ့်ကို moral high ground ယူတာမဟုတ်ဘူးကျွန်တော်အလောင်းစားကြညာတွေဘယ်ကြညာမှမယူတဲ့အကြောင်းအရာဒီကြောင့်ပဲကိုယ့်ကြောင့်မလို့တကယ်ကိုခမရခက်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 ရှာထားရတဲ့ပတ်စံကျွန်တော်ဘဒုစီယာမှာကျွန်တော်မယူကြဘူးဒါမှမဟုတ်ကျွန်တော်ဘဒုစီယာမှာအလူလည်းမခံလို့ဘဒုစီယာမှာဒါကျွန်တော်အမ်ဒါမှမဟုတ်ကျွန်တော်ခင်ဗျားတို့ကျွန်တော်အချိန်ပေးပြီး wifi ဘူးဒါမှမဟုတ် internet ဘူးပေးပြီးကြည့်တော့ကျွန်တော်တက်ကတော်တော်လေးကို များလာပြီးတော့ကျွန်တော်ယူဆရတယ်မှာပါအဲ့တော့ဒီ ကိုယ့်ကို suicide နဲ့ပတ်သက်ပြီးဆက်ပြီးပြောမယ်ဆိုရင်တော့ကျွန်တော်တို့ဒါဒီမှာချက်လက်ရဒါကျွန်တော်တို့အမျိုးသား80ရာခိုင်နှုန်းဒါကျွန်တော်တို့အမျိုးသမီး20ရာခိုင်နှုန်းအသက်ပိုင်းခြားရတာအသက်မသိရတာ39.5ရာခိုင်နှုန်းဖြစ်ပြီးတကယ်လို့ဒါကျွန်တော်တို့ suicide အများဆုံးဖြစ်နေတဲ့အသက်ပိုင်းခြားကဒါကျွန်တော်33နဲ့39နဲ့က30.5ရာခိုင်နှုန်းရဲ့ဒါကျွန်တော်တို့26.26နဲ့32မှာ14ရာခိုင်နှုန်းဒါကျွန်တော်တို့340နဲ့46နဲ့80.3ရာခိုင်နှုန်းသတိထားမိလားဗျကျွန်တော်တို့26နဲ့32 19နဲ့25တွေအများကြီးနေတယ် ကျွန်တော်တို့ကနည်းနည်းဒီဒီရနံပါတ်1925ရ1925နှစ်အတွင်းမှာ crusade လုပ်တဲ့နံပါတ်တွေက19ရာခိုင်နှုန်းများတယ်26 30နှစ်မှာ14ရာခိုင်နှုန်းရှိတယ်ပြီးတော့ဒါကျွန်တော်တို့မထင်မှတ်ပဲနဲ့40 48အသက်ရွယ်မှာ70သမ100ရာခိုင်နှုန်းရှိတယ်ဒီဘိုင်းချတွေပြန်ကြည့်လိုက်မယ်ဆိုရင်ကိန်းကနန်းတွေအဖြေတစ်ခုခင်ဗျားတို့ထွက်မှာပါ19နှစ်နဲ့30နှစ်ဆိုတော့ကျွန်တော်တို့ဒါဘဝရဲ့တက်လန်အကောင်ဆုံးအချိန်ဟုတ်တယ်ဟုတ်တက်လန်အကောင်ဆုံးအချိန်မှာအခွင့်ရေးအရာဆုံးအချိန်နဲ့လုံးဝကိုအခွင့်ရေးပျောက်ပြီးတော့လူတွေက အသက်ဆက်ရှင်စရာ reason မရှိဘူးလို့အတွေးဆုံးချိန်လဲအဲ့ဒီအချိန်ဖြစ်တယ်။ဘာလို့လဲကျွန်တော်ကိုယ်တိုင်တွေးဘူးတယ်။ချက်စရာမဟုတ်ဘူးပြ။ဒါကနောက်ပဲကိုကိုယ်တိုင်က suicide thought တွေရှိခဲ့တဲ့လူတယောက်အနေနဲ့ဘယ်တော့မှချက်စရာလို့ကျွန်တော်အနေနဲ့မမြင်ဘူး။အခုချိန်မှာဒါကျွန်တော်အနေနဲ့ကျွန်တော်ရဲ့ပတ်ဝန်းကျင်ကျွန်တော်ရဲ့မိသားစုကျွန်တော်ရဲ့ဒါဟိုကောင်းပါလေးပေါ့နော်။ကောင်းတဲ့အတွက်ကြောင့်မို့ဒါကျွန်တော်တို့အနေနဲ့အဲမိဘဝန်းကျင်အခြေအနေကတော်တော်လေးကိုအဆင်ပြေတယ်လို့ပြောလို့ရမယ်တယ်မှာပါတယ်။သူ့ပြိမဲ့တော်ညာလေး ဒါခုနပြောတဲ့ပတ်ဝန်းကျင်နဲ့ပတ်သက်ရင်ဒါကျွန်တော်တို့အမြဲတမ်းကိုယ့်အကိုပြန်ပြီးကြည့်ရမယ်တဲ့မှာပါတယ်။တခါကြရင်ဗျာခုနပြောလို့ကျွန်တော်တို့ခုနပြောသူများချစ်တာကျွန်တော်အမြဲတမ်းခံကျင်တယ်။ကိုယ့်အကိုချစ်ဖို့မေးတယ်။ကိုယ့်အကိုချစ်ဖို့အများကြီးအများကြီးလိုတယ်။ကိုယ့်အကိုဘာလို့ချစ်ရမလဲခုနပြောလို့ပဲလက်ရှိမှာတခုခုခမရခမရနားချေအောင်လို့ခမရဆန်းစားရမှာ။ငါဘာကြီးလုပ်လို့ရလဲ။ငါဘဒုတွေကိုအပြုံးတွေတဲပေးလို့ရမယ်။ငါအပြုံးငါ့ကိုငါပြုံးအောင်ဘာလုပ်လို့ရလဲ။ တခါကြရင်ပြခုနကပြောကျွန်တော်တို့ဟိုကျွန်တော်ဟိုအရင်တော့ကကမ်ပိန်းတခုရန်သဘောကျရှိတယ်ပြုံးပါဗောနော်ခါပြကိုယ့်အကူပြုံးမှုလို့တယ်တတိတတိကျွန်တော်တို့ကသူများပြုံးမှုအတွက်အချိန်တွေအများကြီးကုန်ပြီးဖန်တီးပေးနေရလူတွေအများကြီးရှိတယ်ဒါပေမဲ့ခမောက်ခမောက်ခမောက်ကိုခမောက်ပြုံးမှုအတွက်ခမောက်ဘာလုပ်ပြီးပြီလဲဆိုတော့ analogy ကအင်မတန်မှအရေးကြီးတယ်လူတယောက်ကပြုံးမှုယူရမှာပဲမေပြုံးပြုံးတာဘာညာမို့ကိုယ့်အကူစိတ်ပျော်လို့ခမောက်တခုခုလေးတွေ့လိုက်လို့ပြုံးသွားပြီဆိုရင်အခမောက်အတွက်အများကြီးအရေးကြီးတယ်ပြီးတော့အချက်ခံခြင်း ခမ ्या ကကိုယ့်အကူမချိဘူးဆိုသူမြခမ ्या ဘလို့ချက်ပါလေအဲ့ဒါ psychological တကယ်ဝမ်းဝမ်းခမ ्या ကျဲတဲ့ therapist ကိုသွားမိကြည့်ခမ ्या သူမြချစ်အောင်ဂျူးစမ်းခမ ्या ကိုမြမချိဘူးဆိုခမ ्या လာကားပဲခမ ्या ကိုမြချစ်ဖို့ရည်ကြည့်တယ်တခါကျရင်ဗျဟိုဘနက်တက်ကမ်ဘက်ဘက်ပြောလို့ပဲဟိုကဘာကြီးကိုခမ ्या တခါကျရင်လစ်လူရှူသားတင်တယ် sometimes you have to learn to say fuck everything ပြတယ်လားကျွန်တော်ဘာလို့ပတ်ဝန်းကျင်ပြောတာခမ ्या ပိန်နေဝရတယ်မင်းအလုံးမရှိဘူးလားတပည့်မစားဘူးလားဒါတွေခမ ्या လိုက်ပြီးကြည့်ဖို့မလို့ခမ ्या ဘာဖြစ်ရှင်လဲ ပတ်ဝန်းကျင်မထိခိုက်ဘူးခင်ဗျာလှုပ်ချင်တာလှုပ်ကျွန်တော်ပြောပြတာကိုယ့်အကူမထိခိုက်ဘူးပတ်ဝန်းကျင်မထိခိုက်ခင်ဗျာပျော်တာတာလှုပ်ဟဲ့ဗျာအဲ့ဦးနာဘုလိုလက်ရှိမှာ responsibility တွေပါတယ်နေပြည့်နှံ့နေတဲ့ခကြီးမှာကိုယ်စိတ်ပျော်ရအောင်လဲကိုယ်ဦးစားပေးဖို့လိုတယ်ဒီလိုချိန်နေပြီးမှကိုယ်ပျော်တာလှုပ်ဖို့အတွက်ကိုယ်အင်မတန်မှ အများကြီးအများကြီးလိုအပ်တယ်လို့ကျွန်တော်အနေနဲ့မြင်တယ် ဲ့တော့အဓိကတော့ခုနကပြောသလိုကိုယ့်အကူတခုခုမလုပ်ကျွန်တော်မှတ်နေမှာကျွန်တော်အရင်လုပ်ချင်တာရှိတယ်ကျွန်တော် suicide အတွက် awareness campaign ကြီးကျွန်တော် line ကြီးတိတက်ကျွန်တော်လုပ်ချင်တာရှိတယ်ဒါကျွန်တော်တယောက်တည်းတော့ကျွန်တော်မနိုင်ဘူးပေါ့နော် maybe maybe later ကျွန်တော်အနေနဲ့အစုအဖွဲ့နဲ့ပေါင်းပြီးကျွန်တော် Facebook page လေးတခုဖွင့်ပြီးတော့ဒါကျွန်တော်တို့ကိုယ့်အကူဖြစ်အဲ့ဒါမဲ့ပြဿနာတွေငုံမလဲဘယ်လိုဒုက္ခတွေများလဲအဲ့လိုမျိုးဥစားခွင့်ကောင်းယူပြီးဒါကျွန်တော်တို့ရည်ရတာတွေလာပြောမှကျွန်တော်စိုးရိမ်နေတယ်မှာပါတယ်ဒါမဲ့ခုနကပြောသလိုပဲကျွန်တော်လုပ်ချင်တာပေါ့နော်အဲ့တော့အရေးကြီးတာဗျာခုနကပြောသလိုပဲပတ်ဝန်းကျင်ကလူတွေအထူးသဖြင့်ပေါ့နော် ပြုံးနေတဲ့လူတွေကလည်းမေးကြည့်အစဉ်ပြေရလားမေးကြည့်အခါရရင်ပြအဲ့အစဉ်ပြေရလားဆိုတဲ့စကားလုံးတစ်လုံးကလူတယောက်ရဲ့တပတ်တာတနေ့တာတလတာကိုအရန်ပဲဖြစ်တယ်အဲ့တော့ခမရလူတယောက်ကလည်းမလုံးဝတသနာဝတ်ထားတဲ့အင်ဂျင်တစ်ခုခမတစိမ့်ပဲဖြစ်ဖြစ်ဟာခမဆောင်းမိုက်တွေရဝတ်ထားတာဆောင်းမိုက်ခမလည်းဆောင်းလိုက်တယ်ခမပြောကြည့်အဲ့လူခမတလတော့တလို့မဟုတ်တနေ့လောက်ခမအလုံးဝမမေ့ဘူးပူစုရရောက်ကြလေးတွေခုနကပြောလို့လက်ရှိမှာဆူဆိုင်မှာ100 100ခန်းတော့မှ80ခန်းတော့ရောက်ကြလေးတွေကျွန်တော်တို့ရဲ့ပြဿနာကျွန်တော်တို့ဖြစ်တည်နေတဲ့အရာတွေကိုကျွန်တော်တို့မျိုးသိထားတယ်ပေးပတ်ဝင်ကြကျွန်တော်တို့ပြောလိုက်ကျွန်တော်တို့ကလူဝိလူညံ့တွေဆိုကျွန်တော်အများကြီးသတ်မှတ်ခံရတယ် အဲ့ဒါဘူးရှစ်တွေသိလားငါဘာဖြစ်နေဆိုတော့လူများကိုပြောပိုင်ဝင်ရှိတယ်။တာဟီကငါဆောင်းဆိုင်နေတယ်။ငါဆောင်းငူတယ်။ငါလုံးဝအိတ်မပြောဘူး။ဒါတွေပြောပိုင်ဝင်ရှိတယ်။ဒါတွေပြောလို့ခမရဲ့ဂျန်တော်ခမဘာမှတဲ့ထိခိုက်လဲဗျာဘ누구ဆောက်ကူဆိုင်တာရှိတယ်။ယောက်ျားလည်းငူလို့ရတာပဲကျွန်တော်ပြောတာသိလား။မိန်းမလည်းငူလို့ရတာပဲကျွန်တော်ပြောဂီးဘိုက်ဆက်ရှောအကုန်ငူပိုင်ဝင်ရှိတယ်။ဒါကြီးငူလို့တဲ့ဟုတ်ပြောတာသိလား။ခန်းစားချက်တွေကိုဖွင့်ဟဖို့လိုတယ် ခန်းစားချက်တွေဖွင့်ဟာယူမျိုးသိတိုင်းခပြောက်ခမတခုခုလုတ်ပြစ်ခုနပြောသူပဲတေရတာကပူလွယ်နေပြီလို့ထင်တော့အဲ့ဒါအင်မတန်မှဆိုးရွားနေပြီခုနပြောတဲ့ရှိမှကျွန်တော်အလွယ်လမ်းကိုမလိုက်ပါနဲ့အဖြေရှာပါပြီးတော့ခုနပြောခမဘေးပတ်ဝင်ခြင်းကလူတွေကိုအမြင်နဲ့ကြည့်ဆိုင်ပေးပါချစ်တယ်လို့ပြောဖို့လည်းမမင်းနဲ့ယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်ခမနေကောင်းပြီးပြီလားစနေကောင်းလားစားပြီးပြီလားဆိုတဲ့ကျွန်တော်စကားလုံးကကလီရှေးအရမ်းဖြစ်တယ်ဒါပေမဲ့နေကောင်းလားစားပြီးပြီလားဆိုတဲ့စကားလုံးတွေကအင်မတန်မှ ခမရအတွက်တော့မဟုတ်ဘူးသူများအတွက်အရင်အေးပါနေဒီတနေ့ဖြစ်သွားနိုင်တယ်။မခမရမဆောင်းအောင်စိတ်နဲ့ကြာနေပေါ်တော့ခမရတို့ဘာလို့မပြောဒါအရင်ပြေးလာတခုတော့ဆောင်းအောင်ဝါလာငါကျွေးမယ်။အဲ့လိုမျိုးကျွန်တော်တို့ဒါတယောက်တယောက်ဖိမကူညီအခုချိန်မှာဘုနာပြောပဲကျွန်တော်ဘယ်အစိုးရဟောက်ကမှကျွန်တော်တို့မိကူလို့မရဘူး။ဒါကျွန်တော် politics ကြီးအောင်ပြောနေမှာမဟုတ်ဘူး။ဒါပေမဲ့ politics ကမပြောချင်မှပြောနေဒီလိုမျိုးအစိုးရဒီလိုမျိုးတရားစားရခဲ့မှာဘာလို့မှကျွန်တော်မိကူလို့မရကျွန်တော်တို့မှကျွန်တော်တို့ပဲရှိတယ်။အဲ့ကျွန်တော်တို့မှကျွန်တော်တို့ပဲရှိဖို့တော့ခမရဘေးပတ်ဝန်းကျင်ကလူတွေကိုခမရစကားပြောဖို့လိုတယ်။ ခင်ဗျာစိတ်ညစ်နေလားကျွန်တော်လက်ရှိ Facebook ပြီကျွန်တော်အမြဲတမ်းပြန်ပြန်ပြောပြီးတယ်ခင်ဗျာကျွန်တော်ချက်တဲ့ချင်းစကားလာပြောလို့ရကျွန်တော်ပြေးရှင်ပါကျွန်တော်ပြန်ပြောပြီးမယ်ကျွန်တော် Facebook ပြေးရှင်မသုံးတာပဲရှင်ကျွန်တော်စကားကြီးပြန်ပြောခုလက်ရှိမှာကျွန်တော်ဒါစကားလာပြောလို့အများကြီးရှိနေကျွန်တော်ပြောပြောပြီးနေတယ်တယောက်ဆိုတယောက်ပေါ့ကျွန်တော်အမြဲတမ်းကျွန်တော်သတ်မှတ်ထားတာ one life matter သူတယောက်ချင်းစီရဲ့အသက်တစ်ခုကအင်မတန်မှကပောက်မှာရေးပါအဲ့လူတယောက်ဘာဖြစ်သွားမှာမသိဘူးကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေဒါပေမဲ့လူတယောက်ရဲ့အသက်ကကျွန်တော်တို့အများကြီးရေးပါအဲ့တော့ ခင်ဗျားတို့ကိုဒီနေ့တနေ့လုံးအတွက်ဘယ်သူမှချစ်တယ်လို့မပြောရဘူးခင်ဗျားတို့ကျွန်တော်စောက်ရမ်းချစ်တယ်အမြဲတမ်းလည်းချစ်သွားမှာပါခင်ဗျားတို့အဲ့တော့ကျွန်တော်ကိုယ်နဲ့တစ်ချိန်က depression နဲ့ဆောင်းဝဲရုန်းကန်နေရတဲ့လူတစ်ယောက်အနေနဲ့ကျွန်တော်နားလေတယ်ဒါပေမဲ့ကိုယ့်အကူ self form လုပ်ချင်ရ solution တစ်ခုမဟုတ်ဘူးလို့ကျွန်တော်အနေနဲ့မြင်တယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာရှင်းပါတယ်အရာရာဟာအကောင်းဖို့အတွက်တချို့နေရာတွေကပို့ပြီးတော့ကြိုးစားအောင်ဖြစ်ပါတယ်ကိုယ့်အကူချစ်ဖို့ကြိုးစားပါသူများကိုချစ်ဖို့ပြအများကြီးမကြိုးစားပါနဲ့ဒီလိုမျိုးဒါကျွန်တော်တို့တည်ဖို့အတွက် ကျွန်တော်တီးရတာကဒါကျွန်တော်နေရတာထက်ပူလွင်နေတဲ့ခေကြီးမှာအသက်ရှင်ဖို့တူစားပါငါဘာကောင်လဲဆိုတာသူများကိုပြဖို့အတွက်မကြိုးစားနဲ့ငါဘာကောင်လဲဆိုတာငါငါတီးဖို့ကြိုးစားပါကိုယ့်အကိုချစ်ပါဘယ်သူမှကိုယ့်အကိုမချစ်ဘူးဆိုကျွန်တော်ခင်ဗျားတို့ချစ်တယ်အားလုံးပဲကိုယ့်အကိုယူဆိုင်ပါစိတ်ကြမ်းမာကြီးကကျွန်တော်အဖေအမြဲတမ်းပြောတဲ့စကားကျွန်တော်ဒီနေ့ဒီနေ့ဗီဒီယိုတိတ်ချင်တယ်စိတ်ကြမ်းမာမှာကိုချမ်းသာမှာဖြစ်ပါတယ်ကျွန်တော်ရင်တော့ကျွန်တော်အဖေဘာလို့အဲ့စကားမပြောလဲနားမလည်ပါနဲ့ ဖာသားကြီးကျွန်တော်ဖာသားကြီးအဲ့လိုနေအောင်ပိုင်ဝင်းနေရပါလားကိုဖေကိုချီးကျူးတာမဟုတ်ပဲတကယ်ကိုစိတ်ချမ်းပါမှာကိုချမ်းတာမှာဖြစ်ပါတယ်စိတ်ချမ်းပါဘို့အများကြီးကြီးကြီးတယ်စိတ်ချမ်းပါကြီးကောင်းမှုအတွက်ဆိုရင်တော့အများကြီးကိုပြောမဲ့ဥစားလေးလုပ်ပါပတ်ဝန်းကျင်မတိကြဘူးဆိုရင်တော့ကိုပြောတာလေးလုပ်ပါလုပ်ပါပဲအဲ့လိုမကြည့်တူမှာကျွန်တော်တော့မပြပါဘူး default ပဲ